ခြေရင်းကန်ချက်လက်ခု oh my god အဲ့တော့ဒီမင်းတွေကဒါဗရိုနီကာရဲ့ဒီတက်လုံအနေထားကိုဒါအတိအအဖြစ်ဆန်းစစ်ပြီးမဲ့ဒါဖိုက်တာမျိုးဖြစ်တယ်လို့ဒါဆိုလို့ရတယ်ဗျဒီမင်းတွေကဒါမာဂုံရှိတယ်ဒါတက်လုံကောင်းပြီးသားပေါ့နော်အဲ့တော့ဒီတက်လုံကောင်းတဲ့အမျိုးသမီးဖိုက်တာနဲ့ဗရိုနီကာရဲ့အားနည်းချက်ဖြစ်တဲ့ဒီတက်လုံပိုင်းနဲ့ဒါရှင်ပြိုင်ထိတွေ့တဲ့အချိန်မှာဒါဗရိုနီကာကတက်လုံဘလောက်ထိမြင့်တင်ထားမလဲဆိုတော့ကိုပဲကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ ဒါဆောင်ကြည့်သွားမှာပေါ့နော်ပါဝါဘန်ကတော့ဘရိုနီကာနင်းနဲ့တာတယ်ဘရိုနီကာနဲ့ရှင်ပြန်ထိုးတက်သွားတော့မဲ့တိယအမျိုးသမီးဖိုင်တာလီမင်းရီရဲ့စွမ်းဆောင်ရည်တုံးတက်ကြည့်ချင်းကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ရှိဗီဒီယိုမှာဆိုတော့ဒီလာမယ့်နိုဝင်ဘာလ ခုနှစ်ရက်နေ့တောက်ချန်နေ့ညမှာပဲဘရိုနီကာနဲ့ရှင်ပင်ထိုးတက်သွားမယ်တိဥအမျိုးသမီးဖိုက်တာနီနီလေးရဲ့ပွဲစဉ်တပွဲလေးကိုပရိသတ်တွေနဲ့အတူအဆဆုံးလိမာကြည့်ရှုပြီးသွားခဲ့တာပဲဖြစ်ပါလေအဲ့တော့ရှစ်တစ်ခေါက်ကပွဲစဉ်ဟာဆိုတော့2019ခုနှစ်ကရှင်ပင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်ဖြစ်တာကြောင့်နည်းနည်းတော့ကြာခဲ့ပြီအဲ့တော့အခုတစ်ခေါက်မှာတော့ကျွန်တော်2020နှစ်2023မှာရှင်ပင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်ကိုကြည့်ပြီးတော့မှ ဒါတိ့အမျိုးသမီးဖိုက်တာလီမင်းရီရဲ့ဒါဆွမ်းဆောင်ရည်ကိုကျွန်တော်ပရိသတ်တွေနဲ့အတူထမှန်လေးလာကြည့်ရှုတုံးတက်တင်ဆက်ပြီးတော့မှာဖြစ်ရပြဒါအပြင်ဘရော်နီကာနဲ့ရှင်ပြိုင်ထိုးတက်သွားမဲ့ချိန်ကြရောဘ ᱹ ကအနိုင်ရရှိသွားနိုင်ခြင်းရှိတယ်လေဒါအပြင်ဖိုက်တာနှစ်ဦးရဲ့အာသာချက်အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုတာတွေကိုပါထည့်သွင်းတုံးတက်တင်ဆက်ပြီးတော့မှာဖြစ်ပါလေ OK ဒါဆိုရင်ကျွန်တော်ပွဲစဉ်ကိုပဲအဓိကအာရုံစိုက်ပြီးတော့မှတွားချက်ရလိုက်အောင်ပါဒီဖိုက်တာဒီမီရေကတော့ အင်ဂျီအနီပေါင်းပြီးအနီနဲ့မြူတမီဖိုက်တာပဲဖြစ်ပါလေ။ထောက်ကဲကန်ထားတယ်။ရုံင်းဂျင်းဟောင်းတဲ့之後啊手秀看看能打得怎么样。哎呦，李明蕊的确是武林风擂台上的一个奇迹啊！他目前，One Two In Hard，哟，漂亮！这连续这一波的拼拳啊，林根杰，李明蕊在武林风的战绩是二十五胜六负，两次 KO，而且他拿到过这个林峰。 擂台上的一个。这翻漏上我们搜遍。这是非常难得的一战绩。对。秋兰，这是他。国内些这种技术里的不会人家。တန်နထောင်းနဲ့20နှစ်3လပိုင်း26ရက်နေ့ပေါ့နော်တရုတ်နိုင်ငံမှာကျင်းပပြုလုပ်သွားခဲ့တဲ့အကိပောက်စဉ်ပွဲစဉ်ပဲဖြစ်ပါလေ။အပြင်ဖက်ကတော့ချိုးလန်းလို့ခေါ်တယ်ပေါ့နော်။တရုတ်ကပဲဖြစ်ပါလေ။အကိကောင်းနေ 这场比赛来讲呢，看看他如何对待。对。ဂျက်ကစားတဲ့ကောင်တာအကွာဝေးချပြီးတော့မှဂျက်ကစားတဲ့ကောင်တာကစားတဲ့အပိုင်းမှာပေါ့နော်မဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်1 2ဝင်ထားရပြန်တော်တော်ဟန်ရိုးရှိုးတဲ့年轻的运动员对但是呢都是需要一场一场ကျွန်တော်ရှေ့ပြီးဒီမှာတော့သူ့ရဲ့ဒီ fighter ဘောကအစပိုင်းလို့ပြောလို့ရတယ်ပေါ့နော်ရှုံးပွဲလေးဆက်နေတဲ့အနေထားက ဒါပွဲစဉ်တပွဲကိုကျွန်တော်ကြည့်လိုက်ရတာပဲဖြစ်ပါတယ်။အဲတော့ကျွန်တော်နောက်ပိုင်းနှစ်တွေမှာတော့သူ့အနေနဲ့ဒီနိုင်ပွဲတွေဆက်တိုက်အနိုင်ရယူထားတာပေါ့နော်။但也顾前提做到了，那时候可能不会投得他的，不会是龙武的，那也有他的对呀的面。强力的这个进攻啊，在场上的压制的状态打的还是非常的突出的。 整的不让对方进，往前压。我的小兔啊，来搞呢，Frankie。Clinch 个啥嘞？没输，都也你套接的老准了。မတန်းတွေရတော့ကစ်ပေါင်စင်ရကော့ကဒီ34ပွဲအထိရှင်ပြန်ထူးတက်ထားတယ်ဗောနော်အဲ့ဒီမှာဆိုရင်28ပွဲအနိုင်ရယူထားပြီး9ပွဲရှုံးနေထားပါလေ ကဲပထမချင်းပြီးဆုံးသွားရွေးပြအဲ့တော့သူမှတ်တမ်းလေးကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီ9ပွဲ28ပွဲမှာဒီ3ပွဲလောက်ပဲအလဲထိုးနဲ့အနိုင်ရယူထားတာတွေ့ရတယ်အဲ့တော့ဒီအချက်ကိုကြည့်မယ်ဆိုရင်တော့ဒီတေယိုမြူဒီမီဖိုင်တာပါဝါပိုင်းမှာအားနည်းတယ်ဆိုတော့အရာကိုကျွန်တော်တွေ့မြင်ရမှာဖြစ်တယ်ပေါ့နော်ဒါကလည်းကျွန်တော်ပေါ်ပိုင်းအာနေတယ်လို့အတီတကျတော့ပြောလို့မရဘူး။ဘာကြောင့်လဲဆိုကစ်ပေါစင်လက်အိတ်အထူနဲ့ရှင်ပင်ထူးတက်တဲ့ပွဲစဉ်ဖြစ်တာကြောင့်ပါတယ်။ရှုံးနေထားခဲ့တဲ့ ဒီပွဲစဉ်ခုနှစ်ပွဲထဲမှာဆိုရင်သူ့နဲ့အလဲထိုးနဲ့ရှုံးနေတာဆိုတပွဲပဲရှိလေဗျာဒီအတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ဒီရှစ်ဗီဒီယိုကပြောဆိုခဲ့သူလို့ပေါ့နော်ဒါမာဂုံမင်းနဲ့ဖိုင်တာဖြစ်တဲ့အပြင်ကမှတက်လုံးလေးကောင်းတဲ့ဖိုင်တာဆိုတော့ကျွန်တော်ဒါပြောဆိုလို့ရတယ်နိုင်ပွဲတွေတော်တော်များများမှလည်းဒါ decision ထိဆွဲခေါဆွဲခေါ်ပြီးတော့မှဒါကစားထားတာလေကျွန်တော်အများကြီးမြင်တွေ့ရတယ်ပေါ့နော် ဝေပမချီအနေထားမှာတော့ကျွန်တော်ရဲ့မြင်ရတော့လီမင်းရီအနေနဲ့တာခဲ့တယ်လို့ပြောမှာဗျာဝေ round 2ကိုတွားလိုက်အောင်ဗျာ脚下站的还是有点死的，这个其实对于李明远来说，那是他。好，今天这种的，土地片的，来虎威呢，然后高呢，布朗尼卡尼呢。 ဒီဥဆိုင်မှာရဲ့ချက်ဆိုလို့ကျွန်တော်ဒီဘယ်လက်တီးလောက်ပဲရှိတယ်ပေါ့နော်ကျန်တဲ့အပိုင်းကကျွန်တော်ထင်နေမြန်ဒီ hacker ကိုဖြစ်မယ်ဗျသူ chicken ကနေကောင်းတဲ့အနေထားမျိုးရှိတယ်ကောင်းမကစားမစိုးဗျ1 2တွဲလုံးနေတယ်မစိုးဘူး chicken မိုင်းမှာတော့ဒါအနိုင်ကန်ချက်မှာတော့လိုအပ်ချက်တွေရှိတယ်ထောက်ကန်တာမစိုးဘူး像男孩子一样他其实还是在女孩子当中少有的那种 嗯嗯嗯嗯嗯、刚刚啊，这个正好是有有有几个角度是正对着我们这个解说席。我那个时刻呀，我这个脑子里头稍微偏神了两秒,秒。哦、我想，如果此刻是我站在擂台上面对他，哦、我可能也怂了。啊、<laughs> 确实感觉那个来势汹汹啊。呃，确实是。呃，那个近距离。 ညာဝိုက်ကောင်းကောင်းတုံးနိုင်တယ်လက်ခုဝင်ထားတယ်ကောင်းနာမှာတော့ကျွန်တော်တို့ဒီဘယ်ဘယ်လက်သီးပေါ့လို့ဘယ်ဖြောင်းနေအဓိကကစားတာမျိုးတွေ့ရတယ်တကယ်အနီးကပ်မှာကျွန်တော်တို့ဒီ right hook ကိုအသာပြုတ်ကစားတယ်1 2တွေဝင်တယ် 后确实是很明显的。哦，刚来了户。အဲ့တော့ဒီတူမြူဒင်ဖိုင်တာလီမင်းရဲ့ကစားပေါက်ကနည်းနည်းလေးကျွန်တော်မွေတိုင်းဖက်ကိုရောက်တယ်လို့ဒါခံစားရတယ်ဗောနော်ဒီသူတုံးလာလေးတွေ့ရတယ်တန်နင်းချီတွေထောက်ကန်ချက်တွေမဆိုးပြဟိုးလခုရခုကြီးကျိုးဖီအပီထားတယ်ဟိုးကျိုး လိုက်အထူမလို့ဗျာလိုက်အပားဆုံးလို့မလွယ်ဘူးအဲ့တော့ဒီလာမယ့်ကျွန်တော်နိုဝင်ဘာလ9ရက်နေ့တောက်ကြညပါတော့ဘရွန်ဒီကာနဲ့ရှင်ပြန်ထူးတတောင်းရဲ့ပွဲစဉ်ကတော့မွေတိုင်းပွဲစဉ်ဖြစ်တယ်ခေါင်းနဲ့ဗျာ1 2တွေအဲ့တော့လက်အပားနဲ့ဆိုတော့ဒီတို့မြူတူရင်ဖိုက်တာရဲ့ပါဝါကအထူးအထူးနဲ့ကစားတာထပ်ပူပြီး ပါဝါထွက်လိမ့်မယ်လို့ယုံကြည်တယ်ပေါ့နော်။ဘူးကောင်းတယ်လက်ခု ။အစားပေါက်ကကျွန်တော်တာဖြုတ်ဖြူမှုပေးနိုင်တယ်ဟာ10秒။我觉得球篮有点招架不住啊。给你他进来没？就那 gap 啊，眼睛露那你他没有那么细不？给 round two 比到一边。အဲ့တော့ကျွန်တော်ရဲ့မြင်ရတော့ဘရော်နီကာနဲ့ပွဲတည်ပေးတာတော့ဒါလိုက်ဖက်မှုရှိတယ်ပေါ့နော်ဘယ်တနအုပ်စလုံးကလည်း ကျွန်တော်ဒီပြောမယ်ဆိုတော့ဒါအဓိကလက်တီးတွေကိုအသာပြုတဲ့အနေထားမျိုးရှိတယ်ရိုက်ခုလိုက်ရပါဆိုမလွယ်ဘူးဒါကြနိုင်ချင်ဒူကောင်းနေပြန်ဒီပွဲစဉ်ကောင်းတဲ့ပွဲဖြစ်ဖို့တော့တည်ချတယ်ဘာကြောင့်ကစားပုံရကြုံကြည့်လိုက်မယ်ဒူတုံးတာကောင်းတယ်ပြီးလက်တီးတွေကောင်းတယ် ောက်ကန်ချက်နဲ့ဒီအနိုင်ကန်ချက်နဲ့မဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ်လျှော့နိုင်ထားတယ်ဒီပွဲစဉ်မှာကဟက်ကီတိတ်မတုံးဘူးဒါလည်းကျွန်တော်ပြန်ဖက်ကအရက်ရှည်တာကြောင့်ပါမယ်ဗျဘရိုနီကာနဲ့ပွဲစဉ်မှာတော့ချီမီကန်ချက်တွေတုံးလာနိုင်မှုများတယ်ဘာကြောင့်လဲဆိုသူ့ရဲ့ဒီဟိုးရင်တော့ရှင်ပြန်ထုတ်သက်ထားခဲ့တဲ့ပွဲစဉ်မှာကနေကသူကချီကန်ပိုင်းမှာဒါမဆိုးဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော် 携手国家武术运动管理中心，为您呈现杭州亚运散打梦之队诞生之旅。OK final round ဖြစ်ပါလေအဲ့တော့ဒီပွဲစဉ်ပြီးတော့ပြီဆိုတော့နောက်ထပ်ပွဲစဉ်တစ်ပွဲကိုကြီးစုပြီးတော့ပြီရှိရပါနော်2023မှာရှင်မြင်ထုတ်တဲ့တော်ခင်းတဲ့ပွဲစဉ်ကိုကြည့်တော့မှာဖြစ်ပါလေအဲ့တော့ဒီ2000 20ခုနှစ်နောက်ပိုင်းထိုးထားတဲ့ပွဲစဉ်ကသူ့ရဲ့ဒီစွမ်းဆောင်ရည်အနေထားကကျွန်တော်အနေနဲ့ဒါအသေးစိတ်သုံးသပ်လို့ရတယ်ပေါ့နော်။တကယ်ပြောမယ်ဆိုတော့အကောင်းဆုံးအချိန်လူပြောလို့ရတယ်ပေါ့နော်။သူ့ရဲ့နောက်ဆုံးပွဲစဉ်ကြီးလိုက်မယ်ဆိုရင်စွမ်းဆောင်ရည်အနည်းဆက်ဆုံးအနေထားကိုကျွန်တော်ဒါသုံးသပ်ကြည့်လို့ရတယ်။被送到体校，呃，学习学习过跆拳道，后来又转到散打。也不一定对你那样，不如面将来变。 ဒီမျိုးသမီးဖိုက်တေးမျိုးသမီးဖိုက်တိုင်းဆန်းဆောင်ရည်နေထားဘလို့ရှိတယ်လေဘရိုနီကာနဲ့ရှင်ပြန်ထုတ်တက်တော်မယ့်ချိန်ညရောအနိုင်ရယူသွားနိုင်ခြင်းရှိသလားဘယ်ထမီချက်လေးလေးကျွန်တော်အောက်ကခုံးမမှာတောင်ဝင်းအောင်ပြောဆိုတော်ပြီးလို့ရပါတယ်非常直观，并且呢，非常考验一个选手他的。刚的 left or right，哎，了，这种也明显了。不然你刚才不会怎样，如果这内容细没变，相接，对，演技的高达也没升过喏。 ဖြုတ်ဖြီးမှုဆန်တယ်။ရော်နီကလည်း aggressive ဆန်ဆန်ကျွန်တော်ကစားတဲ့ဒီဖြီးပြီးတော့မှထိုးတဲ့ပုံစံနေထားမျိုးရှိတယ်ပေါ့နော်။ဒီအတွက်ကြောင့်ကျွန်တော်တို့တောင်းပွဲစဉ်ကောင်းတော့ပွဲဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တုံ့တက်ချင်တယ်ဗျ။突然现在想进进不来，呃，但是呢，这个他在防守的时候呢，得力几连个三棒啊，应付李明蕊的进攻，想防防不住。嗯 ဒီအကွာဝေးချမိကစားတဲ့နေရာမှာတီယိုဖိုင်တာလီမင်းတွေကဒက်ဖန့်ရှိတဲ့အရှောင်သိမ်းကစားတယ်။ကဲနီကက်ဖိထိုးပြီဗျဖိထိုးတဲ့အနေထားမှာကက်ကတော့ကြတယ်။အဲ့လိုနီကက်ပူလာတဲ့အနေထားမှာဘရိုနီကာအနေနဲ့ကောင်တာလေးတွေကျွန်တော်ပြင်းပြင်းဒါပြန်ပြီးထိုးချက်ထိနိုင်ခဲ့မေဆိုတော့ဒါလီမင်းတွေအတွက်မလွယ်ဘူးပေါ့နော်ဒါရှုံးနေတွားနိုင်ချင်ရှိတယ်။ဘရှိမြင်တွေ့နေရတဲ့အနေထားတော့ကျွန်တော်နီကတ်မှာ ဖြစ်ထိုးတဲ့အနေအထားမှာလုံအောင်ကိုကက်ချတယ်။ချီကန်ဝင်ထားတယ်ဗျ။ဟကေကဲခုမှကျွန်တော်ဟကေရိစတုံးလာလာပေါ့နော်对就手的抱架有点松而且呢可以多用这个把这个腿提起来这种方式呃可挡住对方的这个进攻的三踢这样的话你 把腿踢下来之后，比如说他想进来，他会多少有点忌惮。膝盖那杠那边，哦，还给么踢了边踢么累哦。龙王我这种带位的嘛，干那蹦子没有撇多呢，说白了。在在场上啊，呃，一方面是在场上两个运动员之间对抗的这种呃微妙的情绪，啊，更重要的，尤其到了杠里就不像，Oh my God，膝盖这里啊嘞，手一样嘞。 ။တပကနည်းနည်းလေးဒီထောင်းနေထောင်းနေဖြစ်သွားတယ်ဗျာကျုံဟက်ကဲ။ကျုံ我举例了就有妨碍健身。ကဲကျုံပြီးတော့ပြန်ပွဲစဉ်ကတော့第一番卡着卡着卡着十组，第二番卡着。အဲ့တော့ဒီပွဲစဉ်ကိုကြည့်တဲ့အနေထားမှာလီမင်းတွေကဒီစွမ်းဆောင်ရဲ့အနေထားမှာကျွန်တော်မဆိုးဗျာသူ့ရဲ့ကစားပုံကအရင်ကြီးကျွန်တော် safety တော့မဖြစ်ဘူးပေါ့နော်ဂက်လုံတဲ့အပိုင်းတွေရှိတယ်တော်ဝင်မဲ့လေအခုဒီကစားသွားတဲ့ပုံစံနေထားရကသူကဒီတော်တော်လေး သူ့ဘက်ကတာအောင်ကျွန်တော်ကစားတောင်းနိုင်တဲ့အနေအထားမျိုးတွေ့ရတယ်အဲ့တော့ဘရိုနီကနဲ့ပွဲစဉ်ကမွေထိုင်းပွဲစဉ်ဖြစ်တယ်ဗောနော်သူ့အနေနဲ့ဒီမွေထိုင်းအတွေ့အကြုံကတော့နည်းမယ်ဗျ။တို့ပေမဲ့လည်းသူ့ရဲ့ဒီထူတပောက်ဒါကစားပုံအနေထားရမွေထိုင်းနည်းနည်းဆန်တယ်ဆိုတော့သူ့အတွက်အရင်ကြီးပြဿနာတော့မရှိဘောနော်။ဒါလက်အပားနဲ့ဆိုတော့သူ့နေအသားကြမကြဆိုတော့ပဲကျွန်တော်စောင့်ကြည့်သွားမယ်ဗျ။ โอเคအဲ့တော့ကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကိုတွောင်းလိုက်အောင်ဗျာဒီပွဲစဉ်ကတော့တော့2000နဲ့23ခုနှစ်ပေါ့နော်3လပိုင်း16ရက်နေ့ကဒါရှင်မင်းထိုးတက်သွားခဲ့တဲ့ပွဲစဉ်မှာโอเคပထမချီစတင်ပါပြီအော်လီမီရီကတော့အင်ဂျီအနီဘောင်းမီအနီနဲ့ဖိုက်တာပဲဖြစ်ပါလေအပြန်တော့ကဒါအမဲရောင်ဝစ်စင်သားနဲ့ဖိုက်တာတော့네덜란드ကပါ ြေကင်းတွေကိုကျွန်တော်ဘလော့လုပ်ပြီးတော့မှကစားနိုင်တဲ့အနေအထားမျိုးရှိတယ်ဗျ။ဒီလီမင်းတွေကကိုမတွဲလုံးနဲ့ဝင်ထားတယ်။ဘောရီရှော့လျောတွဲလုံးဆက်တိုက်ဒါပရမချီအဆပဲရှိသေးတယ်။ဖိအားပေးပြီးတော့မှကစားနေတာမျိုးတွေ့ရတယ်ဗျ။ပြန်ဖက်ကတော့ဒါတူတဲ့အရင်မောင်းတာနေ။ဟိုးကောင်းလေချုပ်လက်ခုစိုးရင်ရတယ်။ ချောင်းလက်တီကကောင်းလည်းမရဒီတက်တယ်ကောင်းလည်းထပ်ပြီးတော့မှကျွန်တော်တို့1 2ဖြောင်းလက်တီဝင်ထားတယ်ညာချက်ထောက်ပြီးတော့မှကျွန်တော်ဘယ်ဖြောင်းလက်တီဝင်ထားတာတွေ့ရတယ်ရှင်မြင့်ကန်ချက်ကိုလည်းအကောင်းဆုံးရှောင်ပြတောင်းနိုင်လည်းဗျလိုကေကန်ထားတယ်ကောင်းတယ်ဟိုးစပင်းဝက်ဖေး ိုးကောင်းတယ်ပဲဖြန့်ဝင်ထားနေလမ်းချထောက်ထားလာကောင်းတယ်ကိုမသွေးလုံးနေဝင်မှုကြိုးစားနေတယ်ဖြန့်လက်တီးတွေတတိကြီးတယ်ဒီလီမင်းရဲ့ကစားပုံကကောင်းတော့ကစားမစူးချီကန်ကိုဘလော့ပြန်လုတ်သွားနေဗျကောင်းတယ် ချောင်းလက်တီးဝင်ထားပြီးကလစ်စ်တူတိုက်ချက်ဝင်ထားတယ်နံကြထောက်ထားတယ်အမေကန်ချက်ဖြောင်းလက်တီဝင်ထားတယ်ဘယ်ဖြောင်း my god ဂျုံဂျီလမ်းဖမ်းပြီးတော့မှလက်ခုတလုံးကျွေးလိုက်တယ်ဗျာတဘီလခုဝင်ထားတယ်ရိုက်ခုတွေဟက်ကေကန်ထားတယ်ချစ်ကန်ချက်တွေစသုံးပြီဗျလခုဟိုချီဦးတဲပြီးတော့မှကန်တယ်ဗျကောင်းတယ်ဗျလခုရိုက်ခုထီထားတယ် ခြေရင်ကန်ချက်လက်ခုโอ my god ကောင်းလေဗျာပရမချီပဲရှိတဲ့နောက်လောင်းနှစ်ကြိမ်တို့ရအောင်ထူးတက်ပြတ်သွားခဲ့တယ်ဗောနော်ကဲပရမချီပြီးသွားပါပြီအဲ့တော့ဒီမင်းတွေရဲ့ဒီပထမချီမှာထုတ်တက်သွားခဲ့တဲ့အနေထားကိုကြည့်လိုက်မယ်ဆိုတော့ဒီပြိုင်ဖက်တွေရဲ့ခြေမြင့်ကန်ချက်တွေဒါဘလော့လုံးနိုင်တယ်ဗောနော်ဆလိုမိုရှင်လက်ခုဝင်သွားတာတော်တော်လေးတည်တက်တယ်တပီလက်ခုဝင်ထားတယ်ကောင်းတယ်ဗျာ အဲ့တော့ဒီတေယိုမြူတွင်းဖိုက်တာချင်းမြင့်ကန်ချက်တယ်သူမစိုးလို့ပြောလို့ရတယ်ဘောနော်တို့ပေမဲ့ဒီဘောက်စင်ဘောနော်တွဲလုံးတွေအဓိကဒါအသားပြုတ်ပြီးမှကစားတယ်ကဲ ring gear လေးကျွန်တော်နည်းနည်းလေးအဆင်ပြေတဲ့ ring gear လေးထားတင်တယ်ဗျဒီလိုမျိုးကြတော့လေတမျိုးကြီးအဲအခုဒီ main ကလေးကိုကျွန်တော် ring gear အနေနဲ့ထားမယ်ဆိုတော့မစိုးဘူးဘောနော် okay round 2ကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်အောင်ပါ ဟိုးကောင်းတယ်ကျွန်တော်တပန်းဒီ push kit တွေထိတွားကြလိုက်ပေါ့နော်ကျွန်တော်တတိသမီလာပြလင်းနင်းတွေကဒီအနစ်ကန်ချက်ကို तू ဘလော့လုပ်ပြီးမှကစားနေပေါ့နော်သူ့ရဲ့ဒီဘဲချီဒီညာချီ तू ကမြောက်မြောက်လိုက်တယ်အနေထားပြန်ဖက်နေဒီလူကဝင်လာနေချင်းပိုလီရှော့ပဲဖြောင်းဝင်ထားတယ်တွဲလုံးတွေဝေဖို့စူးစမ်းနေတယ် ရှောင်းတော့လကောင်းတယ်လဟုဝင်ထားနဲ့တွဲလုံးဝင်ပြီဗျဟက်ကစ်ရောတွဲထားနဲ့12လေတာလာမြူးတူဖိုင်တာပြောမယ်ဆိုတော့ဒီတပ်ပေါက်ကမဆိုးဗျတပ်ပေါက်ကကျွန်တော်ဒီမင်းတွေကအရှောင်းသိန်းကောင်းလို့တာအလီလွင့်လေးတွေဖြစ်သွားခင်းရတာဗောနော်ကဲကောင်းတယ်ချစ်ကန်ထားတယ် ွဲလုံးတွေဝင်ပြီးလက်ခုတွေဝင်ထားတယ်ဘရိုနီကလည်းနိုင်ရှင်ချင်းလိုက်မယ်ဆိုတော့တပ်ပေါက်ပိုင်းမှာကျွန်တော်ရဲ့မြင်ရတော့မသိမ့်မရင်မင်းလို့ပြောမယ်ဗျဒါပေမဲ့လက်တီပါဝါတော့ဘရိုနီကပူပြီးတော့မှပြင်းမယ်လို့ယုံကြည်တယ်ဗောနော်အဲ့တော့ကျွန်တော်စောင့်ကြည့်သွားမယ်ဗျဒီဘရိုနီကရဲ့ပါဝါကိုလီမင်းရိကတာခံနိုင်ရရှိသလားဆိုတာကျွန်တော် ဒါအထူးသဖြင့်ပွဲစဉ်မှာကြည့်သွားဖို့လိုအပ်တယ်။ဘာကြောင့်လဲဒီအမျိုးသမီးဖိုင်တာကသူကအလဲထုံးနဲ့ရှုံးထားတဲ့တပွဲပဲရှိတယ်ပေါ့နော်။မာဂိုမြင့်တယ်လို့ကျွန်တော်ဆိုနိုင်တယ်။အဲ့တော့ပါဝါကတော့ဘရိုနီကာတော့မရှိဘူး။အိုးဘောရှော့ဝင်တော့ကောင်းတယ်။ဘောဒီကစ်ကိုလည်းဘလော့လောက်ထားကောင်းတယ်ဗျ။နေကန်ချက်ကဲဖီဘူချူစားနေတယ်လက်ခုပဲဖြောင်းနေဝင်ထားတယ်။

ရှင်မြေကန်ချက်ကိုကောင်းကောင်းရှောင်းနိုင်အနိကန်ချက်မှာတော့သူကနည်းနည်းလေးဒီပြောမယ်ဆိုရှစ်တချီလောက်မှာဘလို့လုပ်တယ်ပေါ့နော်ဒုတိယချီမှာတော့တော်တော်လေးထိခံထားရတာမျိုးတွေ့ရတယ် Okay နှစ်ချီစလုံးကတော့လီမင်းတွေနဲ့တာတယ်လို့ပြောမယ်ဗျတွေးလုံးတွေဆက်တိုက်ကျွန်တော်ဒါဖိထိုးနိုင်ခဲ့တယ်ရော်နီကာတော့ပြောရင်ဒီအနိကန်ကျွန်တော်ဒီမင်းရိအနေနဲ့ရှင်ပြန်ထိုးတက်လာတဲ့အနေထားမှာပေါ့နော်ကျွန်တော်ကောင်းကောင်းလေးဒီမျက်နာကို defend လုပ်ထားဖို့လိုတယ်ဒါ block လုပ်ပြီးတော့ကစားနိုင်ဖို့လိုတယ်ပေါ့နော်ဒါတွေ့လို့မှကျွန်တော်တို့ဒီစိုးရင်ရတယ်အခုလက်ရှိကျွန်တော်ကြည့်နေတဲ့ပွဲစဉ်ကဒါ kick bouncing ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါ bronica နဲ့ရှင်မင်းထိုးတက်တောင်းရဲ့ပွဲစဉ်ကမွေထိုင်းပွဲစဉ်ဖြစ်တယ်လက်အိတ်အပားနဲ့ထိုးတဲ့အတွက်ကြောင့်မို့ဒါတွေ့လုံးတွေကျွန်တော်တို့စက်တိုက်ဝင်လာမယ်ဆိုရင်တော့စိုးရင်စရာလေးတော့ရှိတယ်ပေါ့နော် bronica အတွက်ကဲဖိထားတယ်ကျုံစတာနဲ့ quality တွေတွဲလုံးတွေဝင်ထားတဲ့ round tree မှာဟိုပြီးတော့မှ peak ကစားလာတယ်ဗျလီမင်းရီအနေနဲ့ညာချက်ထောက်ထားတယ် spinning buffet တွေဝင်ထားတယ်ဗျ Netherlands Mutiny Fighter အဲ့ဒီမောင်းတော့တော်တော်ကွာတယ်နော်နောက်လီမင်းရီကဒါတေးကိုဒါပြည်တွင်း WMLF ရဲ့ဒီ champion တူဦးဖြစ်တယ်ဗောနော် ထောက်ကဲ့ဘော်ရီကီရီတော်တော်လေးခံနိုင်လားမြို့သူဟင်ရတယ်စပင်နဘဖေးတပ်ပေါတော့မှကျွန်တော်ဘရိုနီကန်နဲ့တွားပြီးဆင်ချင်တယ်လုတ်ကြရင်ကျွန်တော်မဆိုးဘူးအဲလာနေဒါလာမြူတမီဖိုက်တာနေနဲ့ နှမျိုးကောင်းလာထိချက်အလီလွင့်ပြီးဖြစ်သွားတယ်ပေါ့နော်တစ်ဖက်ကတေယိုမီလူးဖိုက်တာအကောင်းဆုံးကျွန်တော်ရှောင်ပြီးတော့မှအစားထားတယ်တော်တော်လေးပြင်ဆင်မှုအကောင်းတယ်လို့ပြောမှပြရိုက်ဟူလက်ဟူတွေပြန်ပြီးဝင်ထားတယ်โอ้ฉีพันပြီးတော့မှကျွန်တော်ฉีတော့ဖမ်းလို့မရဘူးဗောနော်အဲ့တော့ရှိပြီးဒီမှာဆိုတော့သူ့ရဲ့ ီအားနည်းချက်ပေါ့နော်ဒါတက်လုံအနေနဲ့ကျွန်တော်တွေ့တွေ့မြင်ခဲ့ရတယ်အဲ့တော့အားအား2000နဲ့ဆက်ခွန်တော်လေးကြာခဲ့ပြီပေါ့နော်ဒီနောက်ပိုင်းကျတော့လေသူ့အနေနဲ့ဘိုးစဉ်တော်တော်များများမှတက်လုံကောင်းကောင်းနဲ့ပြန်ဖက်တွေကိုကျွန်တော်တိုင်အဆုံးဖြစ်နေကျွန်တော်နိုင်အနိုင်ရပြန်ထားလို့ကျွန်တော်မြင်တွေ့ရတယ် ကျွန်တော်အနေနဲ့ဒီလီမင်းတွေရဲ့ပါအောင်တော့တန်လေးရရှိတယ်ဗျနိုင်ပွဲအများကြီးရှိတဲ့ theme မှာပေါ့နော်ဖိထားတယ်ကျုံလက်ခုတွေဆက်တိုက်ဖိထားတယ်ဗျနိုင်ပွဲ20နဲ့10ပွဲမှာသူကအလဲထိုးနဲ့နိုင်တာ3ပွဲတော့ပဲရှိတယ်ပေါ့နော် TKO နဲ့တပွဲပြင် KO နဲ့2ပွဲပေါ့နော်ကဲအပြန်လန်ကျွန်တော်ကန်ထားတယ်ကျုံကောင်းတယ်ဗျလီမင်းတွေ နိုင်ငံချုပ်လည်းကျွန်တော်ပြင်းပြင်းကန်ပြီးကစားနိုင်တာမတွေ့ရတဲ့တစ်ဖက်ကနယ်ဒါလန်မျိုးတွေဖိုင်တာမရတော့ဗျအတွဲလုံးလေးဆက်တိုက်ဝင်ထားတယ်ဆိုရင်ရတဲ့အနေထားမျိုးရှိတယ်ဗျာအိုးဖိထားတယ်လဟူရိုက်ခုကဲပြီးဆုံးသွားပါပြီတတိယချီပုံပြီးတော့မှအကျိတ်နေတော့ရှိခဲ့တယ်ပေါ့နော်အဲ့တော့လီမင်းတွေကနိုင်ပွဲကျွန်တော်တို့အများကြီးထဲမှာမှာ ဒီ၃ဘွဲလောက်ပဲလဲထုနေနိုင်ထားတော့ကြည့်မယ်သူပါဝါကမရှိဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီလိုမရှိဘူးလို့ပြောမယ်အတိအကျရင်ကျွန်တော်ပြောမယ်ဆိုရင်အဲ့လိုကြီးတို့တရမတ်ကြီးပြောမယ်ဆိုပြောလို့မရအောင်ပြအကြောင်းရင်းကလည်းဒီကစ်ပေါင်စင်လက်ရထုနေထိုးတာပါတယ်ပေါ့နော်အဲ့တော့ဒီမွေမွေထိုင်းပွဲစဉ်ကလက်အိအပါဖြစ်တယ်ဒီအတွက်ကြောင့်ဒီသွေးလုံးတွေမှာကဘရိုနီကာအနေနဲ့ကျွန်တော်အကောင်းဆုံး defend လုပ်နိုင်ရင်တော့ ဒါကောင်းတာပေါ့နော် defend မလုံနိုင်ဘူးတွေးလုံးနေကျွန်တော် brownie ကနေနဲ့ထိခံရမယ်တော့ဒါစိုးရင်စရာလေးတွေတော့ရှိတယ်ဘာကြောင့်လက်အိတ်ကမွေထိုင်းပွေးစဉ်ဖြစ်တာနဲ့ညီအပားဖြစ်တဲ့အတွက်ကြောင့်ဒီ power ဘိုင်းအောင်ပုံပြီးတော့မှထိရောက်မှုရှိပဲပေါ့နော်အဲ့တော့အဲ့ဒီတစ်ချက်လောက်ပဲနော် brownie ကအတွက်စိုးရင်ရတယ်ဗျဒါကျန်တဲ့အပိုင်းကတော့ကျွန်တော်အနေနဲ့ကတော့တိတ်ပြီးစိုးရင်စရာတော့မရှိဘူးဒါ fighter နဲ့ဦးစလုံးကလည်းဒါရှင်ထိုးလို့ရတယ်အဲ့တော့အားနေချက်ဖြစ်တဲ့ဒီ brownie ရဲ့ဒီတက်လုံးဘိုင်းကလည်းသူ့အနေနဲ့ တပွဲတဲ့တပွဲဒါမြင့်တင်လောက်မှုဝင်ရှိတယ်ဗောနော်အဲ့တော့ဘလောက်အနေထားလောက်ထိမြင့်တင်ထားမလဲဆိုတာကိုကျွန်တော်ဒီတေးဖိုင်တာအမျိုးသမီးဖိုင်တာလီမင်းရီနဲ့ပွဲမှာကျွန်တော်ကြည့်ရှုသွားမယ်ဗောနော်အဲ့တော့လီမင်းရီကဒါဘရိုနီကာရဲ့ဒီတက်လုံအနေထားကိုဒါအဓိကအားဖြင့်စမ်းစစ်ပြီးမဲ့ဒါဖိုင်တာမျိုးဖြစ်တယ်လို့ဒါဆိုလို့ရတယ်ဗျလီမင်းရီကဒါမာဂုံရှိတယ်ဒါတက်လုံကောင်းပြီးသားဗောနော်အဲ့တော့ ဒီတလုံကောင်းတဲ့အမျိုးသမီးဖိုင်တာနဲ့ဘရိုနီကာရဲ့အားနည်းချက်ဖြစ်တဲ့ဒီတလုံပိုင်းနဲ့ဒါရှင်ပြန်ထိတွေ့တဲ့အချိန်မှာတော့ဘရိုနီကာကတလုံဘလောက်ထိမြင့်တင်ထားမလဲဆိုတော့ကိုပဲကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ဒါဆောင်ကြည့်သွားမှာပေါ့နော်ပါဝါပိုင်းကတော့ဆုံးပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲဘရိုနီကာနင်းနဲ့တားတယ်အဲ့တော့ဘဒူကဒါလဲထူးနဲ့အနိုင်ရယူတွန်းနိုင်မလဲဆိုတော့ကျွန်တော်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒါ decision တိ ရောက်ဖို့ကတော့တိတ်ပြီးမဖြစ်နိုင်ဘူးဗျ။အနေထားကြည့်လိုက်မယ်ဆိုရင်ဒီဘရိုနီကာယောဒီမင်းရဲ့ကစားပုံကပြန်ဖက်တယ်ကိုနည်းနည်းလေးဒီဖိထိုးတဲ့ပုံစံနေထားမျိုးရှိတယ်ပေါ့နော်။ဒီအတွက်ကြောင့်မို့ဒါဘဒူရဲ့ပါဝါကပူပြီးပြင်းတယ်လဲဆိုတာကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒါဘရိုနီကာရဲ့ပါဝါကပူပြီးပြင်းတယ်ဆိုပြီးတော့ပြောဆိုထားတယ်ပေါ့နော်။အဲ့တော့အနိုင်ရှုံးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒါဘရိုနီကာနေနဲ့ ဒီကျွန်တော်ထင်ထားတာထက်တက်လုံကိုပိုပြီးမြင့်တင်လာနိုင်ခဲ့မယ်ဆိုတော့သူကအခွင့်အရေးရှိတယ်လို့မြင်တယ်ပေါ့နော်ဆိုတော့တေးအိုမြူဒီဖိုင်တာကတော့ဒီလက်အပားနဲ့ထိုးတက်သွားမဲ့ပွဲစဉ်ကသူ့ရဲ့ဒီအတွေ့အကြုံရပြောမယ်ဆိုရင်နဲတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒီပွဲစဉ်မှာသူအသားကျမလားဒါမှမဟုတ်အပားနဲ့ထိုးဝင်သူ့ရဲ့ပါဝါကပိုပြီးထွက်လာမလားဆိုတာကိုလည်းကျွန်တော်စောင့်ကြည့်သွားဖို့လိုအပ်တယ်ပေါ့နော်ဖိုင်တာနှုတ်ဦးစလုံးကတော့ဒါတေးအိုတေးအိုအဆုံးတက်နိုင်တဲ့ဒီစွမ်းဆောင်ကြီးကောင်းမျိုးတွေရှိတယ် ဲ့တော့ကျွန်တော်ရဲ့မြင်ရတော့ဒီပွဲနေနေဝေးထားတဲ့ဒီ main rate အတွက်ကတော့အခွင့်အရေးနည်းမယ်ပေါ့နော်သူက2024နှစ်လပိုင်းဒီ3ရက်နေ့မှာထိုးတက်ထားတာပေါ့နော်ဒီအတွက်ကြောင့်ဒါ2000အခုလက်ရှိက2025ဒီစတလပိုင်းတော့ရောက်နေပြီဗောနော်ဒီအတွက်ကြောင့်သူကပွဲတော်တော်လေးဝင်းနေတယ်လို့ပြောမယ်ဗျအဲ့တော့သူ့ရဲ့တက်လုံအနေထားကဒါအရင်လိုကောင်းမမလားဆိုတာလေဒါမိခွန်းထုတ်เสียရှိတယ်ဗောနော် โอเคဘလိုပဲပြပြပါဒီပွဲစဉ်ကတော့ဒါပရိသတ်တွေကိုရသဖြိုဖြီးမှုပေးနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်တာနဲ့အညီကျွန်တော်မြန်မာပရိသတ်တွေနေနေလည်းမဖြစ်မနေစောင့်ကြည့်တော်ဖို့လိုအပ်တယ်ဗျအဲ့တော့ပရိသတ်တွေနေနေရောဘလူကနိုင်ရရှိတော်နိုင်မလဲဆိုတာအောက်ကခွန်မတ်မှာကျွန်တော်ဝေယောဆွေးနွေးပြီးပို့အားလုံးကိုဖိတ်ခေါ်ခြင်းတယ်ဗျကျွန်တော်ကတော့စီစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ